မင်္ဂလာပါရှင်။ Samni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဆက်လက်သမိုင်းကြောင်းဆေးရွက်ကြီးသမိုင်းကြောင်းများကိုလလန်းမိသလားတင်ဆက်ပေးပါရစေရှင်။ ဆေးရွက်ကြီးဟာဆိုရင်လူရဲ့ကျန်းမာရေးကိုစိုးဝါးစွာရဲ့ထိခိုက်စေပါတယ်ဆေးရွက်ကြီးမိโกကိုအဝတ်ဖြူပေါ်မှာမှုတ်တင်လိုက်ပါကအဝတ်ဖြူမှာအမဲစုံများထင်းနေသည်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်အဆိုပါအမဲစုံများမှာနီကိုရင်းလို့ခေါ်တဲ့ပြင်းထန်တဲ့အစိတ်တမျိုးပါဝင်နေပါတယ်အဆိုပါနီကိုရင်းအစိတ်ဟာဆိုရင်မြင်းမြပြင်းထန်ပါသည်နည်းဆိုရင်အစိတ်တစ်စက်ကိုယူပြီးယုံဤအရေးပြားကိုတို့လိုက်ယုံဖြင့်ယုံကိုသိစေနိုင်ပါတယ်ရှင်ဆေးရွက်ကြီးရဲ့တမိုင်းချောင်းလေးကတော့ဤမြပြင်းထန်သောအစိတ်ကိုလူသားတို့တောက်ရှူသုံးဆွဲခဲ့သည်မှာနှစ်ပေါင်း၈၀၀၀ခန့်ရှိပြီဖြစ်ပါတယ်ခရစ်တော်မပေါ် ောင်းပြီးနှစ်ပေါင်း6000ခန့် BC 6000ခန့်ကလေးကအမေရိကတိုက်မှာဆေးရွက်ကြီးများစတင်ပေါ်ပေါက်နေကြောင်းကိုပညာရှင်တွေကခန့်မှန်းခဲ့ကြပါတယ်။အမေရိကတိုက်မှာနေတဲ့လူရင်းတွေဟာဆေးရွက်ကြီးကိုတုံးဆွဲခဲ့တဲ့အထောက်အထားကိုတော့ခရစ်တော်မပေါ်မီတစ်ရာစုအလိုခန့်ကစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။လူရင်းတွေဟာဆေးရွက်ကြီးမှအငွေတွေကိုကောင်းငင်သို့မှုတ်ထုတ်ပြီးနတ်ဖျားများထံမှအငွေများဆက်သခဲ့တယ်လို့လည်းဆိုပါတယ်။ဒါအပြင်ဆေးရွက်ကြီးကိုငုံချင်းရေစိမ်ပြီးအရေးတောက်ချင်းတို့ကိုလည်းပြုလုပ်ခဲ့ကြောင်းကိုအထောက်အထားများအရတွေ့ရှိခဲ့ရပါတယ်။ American Red န္ဒိယန်လူရိုင်းတို့ဤတင်ကြိုင်များတွင်စေးတံများကိုတူးဖော်တွေ့ရှိခဲ့ခြင်းကဤချက်ကိုထောက်ခံခဲ့တာပဲဖြစ်ပါတယ်။ခရစ်နှစ်1492ခုနှစ်သို့ရောက်တဲ့အခါမှာတော့နေမြေသစ်ရှာဖွေသူခရစ်တိုဘာကိုလံဘတ်ဟာအမေရိကတိုင်မှာရှိတဲ့ဘာဟာမားကျွန်းသို့ရောက်ရှိလာခဲ့ပါတယ်။ကိုလံဘတ်ဟာကျွန်းနေလူရိုင်းများလေယာဉ်လုပ်ငန်းမှအပြန်ညနေဆောင်မှာသစ်ရွက်တစ်မျိုးကိုမီးရှို့ရှူရှိုက်နေတာကိုတွေ့မြင်ခဲ့ပါတယ်။ဤသည်ကိုတွေ့မြင်ခဲ့တဲ့ကိုလံဘတ်ဟာဆိုရင်သူကိုယ်တိုင်ရှူရှိုက်တောက်ကြည့်တဲ့အခါမှာတော့အနက်အရသာကိုနှစ်သက်သောကြောင့်ဆေးလိမ်ဆေးရွက်ကြီးနဲ့ဆေးများကို ဥရောပတိုက်သို့ယူဆောင်လာခဲ့ပါတယ်။ဤသို့ဖြင့်လူသားတို့ကိုဒုက္ခပေးမီဆက်လိတ်နှင့်ဆေးရွက်ကြီးဟာဆိုရင်အမေရိကတိုက်မှာဥရောပတိုက်သို့ခြေဆက်ရောက်ရှိလာခဲ့ပါတယ်။ဆက်လိတ်မှာပါဝင်တဲ့နီကိုတင်းရဲ့စွမ်းရည်တစ်ခုကတော့တစ်ကြိမ်တောက်ပြီးလျင်နောက်တစ်ကြိမ်ထပ်တောက်ဖို့အတွက်ဆွဲလန်းသွားခြင်းပဲဖြစ်ပါတယ်။ဤအာနိသင်ကိုမသိသေးသောဥရောပတိုက်သားတွေဟာတအူးမှတအူးလက်စကန်တောက်သုံးခဲ့ရမှာဆက်လိတ်တောက်ခြင်းဆေးရွက်ကြီးငုံခြင်းတွေဟာဥရောပတိုက်မှာခေစားလာခဲ့ပါတယ်။1559ခုနှစ်မှာပေါ်တူဂီနိုင်ငံမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ပြင်သစ်တန်အမန်စနစ် ကွန်ဟာဆိုရင်စစ်ရွက်ကြီးရဲ့စစ်ပံဝင် အာဏိသိမ်းများကိုမှတ်တမ်းတင်ထားခဲ့ပါတယ်။ထိုအချိန်မှာပြင်သစ်ဘရင်မကတရင်ဟာကောင်းတချန့်ကိုက်ဝေဒနာကိုစွတ်ကန်နေတာဖြစ်ပါတယ်။နီကွန်ဟာဘရင်မကြီးခံစားနေရတဲ့ကောင်းတချန့်ကိုက်ဝေဒနာအတွက်စစ်ရွက်ကြီးကိုနှာရှူစေးဖြစ်ဆက်တာခဲ့ပါတယ်။ထိုအချိန်မှစ၍ပြင်သစ်နန်းတော်ကြီးမှာစစ်ရွက်ကြီးဟာအထူးခေစားလာခဲ့ပါတယ်။စစ်ရွက်ကြီးမှာပါဝင်တဲ့နီကိုဒင်းဆိုတဲ့အမည်ကလည်းအထက်ဖော်ပြပါတန်အမတ်ကြီးနီကောကိုဂုံပြုတ်ခေါ်ဆိုထားခြင်းပဲဖြစ်ပါတယ်။အင်္ဂလန်သို့စစ်ရွက်ကြီးယူဆောင်လာခဲ့သူကတော့ဆာဝေါ်လာတာရော်ရီပဲဖြစ် ်ပါတယ်။စလိတ်တောက်သုံးစားကစာဝေါ်လာတာရဲ့အဖြစ်အပျက်လေးတစ်ခုကထင်ရှားလာပါတယ်။တနေ့မှာစာဝေါ်လာတာဟာအခန်းထဲတွင် တကူထဲထိုင်နေပြီးစလိတ်တောက်နေပါတယ်။မိကိုတွေဟာတလူလူထွက်နေခဲ့ပါတယ်။ထို့အချိန်မှာစလိတ်တောက်ခြင်းကိုမမြင်ဘူးသောစာဝေါ်လာတာရဲ့အစီကံဟာသူ့သခင်ကိုမီးလောင်နေတဲ့ထင်ပြီးမီးမီးကဲကြပါဟုထိတ်လန့်လက်ကြားအော်ဟင်၍သူ့သခင်ကိုရေနဲ့လောင်းခဲ့မှုပါတယ်။1600ပြည့်နှစ်ကိုရောက်လာတဲ့အခါမှာတော့ဆေးရွက်ကြီးဟာဥရောပတိုင်းမှာတဆင်ဂျပန်တရော့ဖိလစ်ပိုင်နဲ့အိန္ဒိယနိုင်ငံများသို့ပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့မြန် င်မာတက်ကတဲ့990တခုနဲ့ခရက်နဲ့1629ခုနဲ့မှာတာလော်မင်းတရားကြီးလက်ထက်တွင်စစ်လိတ်တောက်စီစတင်ရောက်ရှိလာကြောင်းကိုအထောက်အထားတွေရသိရှိရပါတယ်။စိန်တကျော်သူဤဩဝါရာထူးပြို့မှာဆိုရင်စေးတံညိုတဒိုလောင်ရော့တောက်တော့ပြီးစေးတအိုးကျွန်ကွန်းတရား ုန်းတရညက်စာသောစကားများပါဝင်နေခြင်းကစိန်တအကျော်သူဤလက်ထက်မြန်မာနှင့်1998 1133ခုနှင့်ခရစ်နှင့်1936 1981ခုနှစ်မှာဆက်လက်တောက်ချင်းတလေရောက်ရှိနေပြီဖြစ်ကြောင်းကိုလည်းသိရှိနိုင်ပါတယ်မြန်မာတက္ကသိုလ်1128ခုနှစ်မှာတော့စင်ဖြူရှင်မင်းတရားကြီးဟာဒွါရဝရီကိုအောင်မြင်ပြီးတဲ့အခါမှာမြမတက်မတော်သားတွေဟာယူရီးယားသို့ငှပြောဖက်တောင်းနေသည်ကိုအတူယူပြီးငှပြောဖက်ကွန်တီဖက်တနက်ဖက်များဖြင့်စေဘောလိတ်စတင်လိတ်ခါတော ောက်သုံးခဲ့ကြပါတယ်။ယခုအခါကမ္ဘာပေါ်တွင်စေးဘောလိတ်တောက်သုံးသောတခုတည်းသောနိုင်ငံမှာမြန်မာနိုင်ငံသားရှိပါတော့တယ်။ဤသို့ဖြင့်အမေရိကတိုက်မှာစေးရွက်ကြီးတွေဟာကမ္ဘာတခွင်လုံးကိုပြန့်နှံ့လာခဲ့ပါတယ်။ခရစ်နှစ်1612ခုနှစ်မှာတော့အမေရိကနိုင်ငံဗာဂျီနီးယားပြည်နယ်၌စေးရွက်ကြီးကိုစတင်စိုက်ပျိုးခဲ့ရမှာအထူးအောင်မြင်ပြီးကမ္ဘာစေးရွက်ကြီးဈေးကွက်ကိုလွှမ်းမိုးနိုင်ခဲ့ပါတယ်။ Secret ကိုစတင်သုံးဆွဲသူများမှာစပိန်နိုင်ငံ CV မျိုးမှာတံတောင်းစားများဖြစ်ပါတယ်။သူတို့ဟာဆွပြတ်ထားသောစစ်လိတ်တူများမှာစေးရွက်ကြီးအမုံများကိုရရစ က်ကူများဖြင့်ပတ်ပြီးတောက်သုံးခဲ့ပါတယ်။၎င်းဆက်လက်မျိုးကိုတော့စပိန်ဘာသာဖြင့် Sicario လို့ခေါ်ဆိုပါတယ်။နောက်နေမှာပြင်သစ်တို့က Secret ဟုအမည်ပေးခဲ့ခြင်းလည်းဖြစ်ပါတယ်။၁၈၈၁နှစ်မှာတော့ American ပြည်တော်စုမှ Secret စက်ရုံစတင်ပေါ်ပေါက်လာခဲ့ပါတယ်။၁၈၈၄ခုနှစ် Avila 30ရက်နေမှာတော့ Avila 30ရက်နေမှာတော့ Jane Evanson ဟာတနစ်လျင် Secret တသိန်း2000ထွက်နိုင်သော Secret စက်ရုံကိုတီထောင်ခြင်းမှစ၍ Secret ဈေးနှုန်းတွေဟာကျဆင်းလာပြီးတောက်သုံးမှုကလည်းတိုးဝလာပါတယ်။၁၈၉၂ 2022ခုနှစ်မှာတော့အလွယ်တကူတည်ဆောင်သွားနိုင်သောမိခြင်းများပေါ်ထွက်လာတဲ့အခါမှာတော့ secret တောက်သုံးသူတွေဟာအလွန်မှတွင်ကျယ်လာခဲ့ပါတယ်။ပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်များတွင် secret ဟာစစ်သားတို့အတွက်မရှိမဖြစ်လိုအပ်တဲ့ Russian ပါပစ္စည်းတစ်ခုပဲဖြစ်လာခဲ့ပါတယ်။1913ခုနှစ်မှာပေါ်ပေါက်လာတဲ့ secret ဟာဆိုရင်ပထမဆုံးခေတ်ပေါ်နည်းပညာဖြင့်ပြုလုပ်ထားသော secret ပဲဖြစ်ပါတယ်။1922ခုနှစ်မှာ Mapolo secret ဟာကမ္ဘာရောင်းအားအကောင်းဆုံး secret ပဲဖြစ်လာခဲ့ပါတယ်။မြန်မာနိုင်ငံမှာမူ Linkey ဥထုံးမြင့်ဟာ American နိုင်ငံမှာ Virgin ီးနီးယားဆေးရွက်ကြီးကိုယူဆောင်လာပြီးလင်ခင်မြို့တွင်ဗာဇီးနီးယားဆေးရွက်ကြီးလုပ်ငန်းကိုစတင်ရင်းမြမဆလိတ်ခစ်ကိုစမ်းသစ်စေခဲ့ခြင်းဖြစ်ပါတယ်။ရှေးဦးအစားဆလိတ်တောင်ချင်းဟာကျန်းမာရေးကိုထိခိုက်တဲ့ကြောင်းမသိရှိခဲ့ပါဘူး။1930ပွင့်ကျင်ကထွက်ပေါ်လာခဲ့တဲ့ဆေးသူတေသနစာတမ်းတစ်စောင်ကရခင်ကအဖြစ်နဲ့သောစောက်ကင်စာယောဂါဟာပထမကမ္ဘာစစ်အပြီးမှအဖြစ်များလာကြောင်းအကြောင်းရင်းမှာဆလိတ်တောင်တုံးမှုကြောင့်ဖြစ်နိုင်ကြောင်းဖော်ပြခဲ့ပါတယ်။ သို့တော့မြေသူကမှဂရုမပြုကြပါဘူးနောက်ပိုင်းမှာတော့အစိုးကင်းစားဖြစ်ပွားမှုနှုန်းဟာတိတိတတ်တတ်တိုးပွားလာတဲ့ဖြစ်အစိုးရများမှာအမှုမဲ့မနေနိုင်တော့ပါဘူး1962ခုနှစ်မှာတော့အမေရိကန်အစိုးရဟာသိပ္ပံပညာရှင်10ဦးကိုဆက်လက်တောင်းချင်းအကြောင်းသုတေသနပြုစေခဲ့ပါတယ်၎င်းတို့ဟာနှစ်နှစ်ကြာသုတေသနပြုပြီးတဲ့နောက်မှာတော့1964ခုနှစ်မှာခွဲစိတ်ကုဆရာဝန်များညီလာခံတွင်ဆက်လက်တောင်းချင်းဟာအစိုးကင်းစားဖြစ်ပွားနိုင်ကြောင်းကိုအထောက်အထားများဖြင့်တင်ပြနိုင်ခဲ့ပါတယ်ထို့အချိန်မှစ၍ Secret ဘူကွန်များမှာဆက်လက်တောင်းချင်းသည် င်းရဲ့ရှိကြောင်းသတိပေးချက်များထွက်ပေါ်လာတာဖြစ်ပါတယ်။ယခုအခါမှာတော့ American တနိုင်ငံထဲမှာတွင် Secret တောက်တုံးမှုကြောင့်နှစ်စဉ်လူဦးရေ၄သိန်း၄၀၀၀တေဆုံးလျက်ရှိပါတယ်။အဆုတ်ကင်ဆာဖြစ်ပွားသူ60ရာခိုင်နှုန်းကလည်းဆက်လက်ကျောင်းပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့နှစ်စဉ်လူဦးရေ6400ခန့်ဟာဆိုရင်ဆက်လက်နဲ့ဆေးရွက်ကြီးသုံးဆမှုကြောင့်တေဆုံးနေကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဆက်လက်နဲ့ဆေးရွက်ကြီးထိန်းချုပ်မှုလုပ်ငန်းများကိုထိရောက်စွာဆောင်ရွက်နိုင်ခြင်းမရှိပါကလာမယ့်9နှစ်တာအတွင်းမှာထိန်းချုပ်ရန်ခက်ခဲသောပြည်သူ့ကျန်းမာရေးပြဿနာကြီးတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ ယ်ဇနစ်တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့လူဦးကျန်းမာရေးကိုစိုးဝါးစွာထိခိုက်စေနိုင်တဲ့ဆက်လက်သမိုင်းကြောင်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့အကြောင်းအရာများနဲ့ဘ ഹു တုတဖြစ်ပွဲသမိုင်းကြောင်းလေးများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်